အလုံးမင်္ဂလာပါရှင်ဝတ္တရှိကတော့ယမင်းဂျပန်တနန်းကျောင်းမှာဆရာမယမင်းပဲဖြစ်ပါရရှင်အခုဗီဒီယိုဖိုင်လေးကတော့ N5 ခန်းကြီးတွဲလုံးလေးကို၄ဖိုင်မြောက်ပြည့်နဲ့တင်ပေးမှာဖြစ်ပါတယ်အမှန်တော့ဒီ note လေးကရေးထားတာကြာပြီတင်မဲ့တင်မဲ့နဲ့မတင်ဖြစ်တာပေါ့နော်အဲ့ဒါရေးတော့ဆာရွက်ကုန်နေလို့တက်ရှိအဖုံးလေးမှာပဲရေးလိုက်တယ်ပေါ့နော်အဲရေးထားတာတကယ်ကိုဆက်ရက်တော့မကားတော့ထင်တယ်အဲ့ဒါကိုတင်ဖို့ရာကိုကြားမှာမတင်ဖြစ်သွားတာပေါ့နော်ကြည့်အခုတင်ပါမယ်ရှင်ပထမဆုံးနံပါတ်1ထုံးစံတိုင်း တွဲလုံးတင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အမကဒါလေးကတော့ဘင်မူရင်းလေးနဲ့ဘင်မူရင်းလေးပါဆိုပြီးအရင်ပြောမယ်ပြီးတော့မှသူတို့ရဲ့ဟိုမူရင်းလေးကိုပြန်လိုက်မှတ်ပေးမယ်ပေါ့နော်ဒီမှာကြည့်မယ်ဒီခန်းကြီးလေးကပန်းခန်းကြီးလေးဒီခန်းကြီးလေးကပန်းဒါမူရင်ဒီနေရာမှာမူရင်းသိတဲ့လူကတဝက်လောက်ပဲကြည့်ရင်ဒီဗီဒီယိုဖိုင်အဆင်ပြေမယ်ဒီခန်းကြီးလေးကမီမူရင်းမှာမသိတဲ့လူကြတော့အဆုံးထိကြည့်ပေးပါတော့ပန်းမီလို့မပြောနဲ့မီပန်းပြောင်းပြန်လေးလမ်းလိုက ပန်းနဲ့မီးနဲ့ပေါင်းတော့မီးပန်းဒီနေရာမှာတော့ကန့်လန့်တိုင်းပြီးဆန်းစစ်ရဲ့မီးခန့်ကြီးကဘာဖြစ်လို့အရင်မလာတာလဲအဲ့ဒါတော့တက်ရှိလည်းမသိဘူးတော့အဲ့တော့ဒီနေရာမှာတော့ပန်းလေးနဲ့မီးနဲ့ပေါင်းတိုင်းပန်းမီးလို့တော့မဖတ်နဲ့မီးပန်းလို့တော့ပြောပြီးတော့မီးပန်းမီးပန်းလေးတို့တွေတင်းကျို့တို့ဘာလို့မှမီးပန်းဖောက်တဲ့ဟာမျိုးဟာနာဘီဟာနာဘီကမီးပန်းဒါကိုကြော်ခွကြည့်လိုက်ဒီခန့်ကြီးကပန်းဟာနာဒီခန့်ကြီးကကြည်တာ န်းနဲ့ကြည့်တယ်ဆိုတော့ပန်းကြည့်ပွဲဂျပန်မှာခက်စားတယ်လေဆာကူရာပန်းကြည့်ပွဲတို့ဟာနာမီဟာနာမီဂျပန်သားတင်တဲ့ကြောင်းသားများတိုင်းဒီအလေးအကျင့်လေးကိုကြားဖို့လိမ့်မယ်ပန်းကြည့်တာပန်းကြည့်တာဆိုတော့ရှောက်တွေးမနေနဲ့နော်ပန်းသွားကြည့်တာပန်းလေးပါတွေသွားကြည့်တာဆာကူရာဟာနာမီဆာကူရာပန်းလေးတွေသွားကြည့်တာမျိုးဟာနာမီပန်းကြည့်ပွဲတွေပါတွေပေါ့နော်ဒီခန်းကြီးလေးကအပြင်ခန်းကြီးဒီခန်းကြီးလေးကအပြင်ခန်းကြီးဒီခန်းကြီးလေးကထွက်တာ အပြင်နဲ့ထွက်တော်နဲ့ထွက်တာနဲ့ပေါင်းမှာတော့အပြင်ထွက်တယ်အပြင်သွားခြင်းမို့အပြင်နဲ့ထွက်တာနဲ့ပေါင်းတော့အပြင်ထွက်တယ်အပြင်သွားခြင်းဒီမှာကြည့်ဒီခန်းကြီးလေးကမြင်တော့သူ့ရဲ့မူရင်းခန်းကြီးလေးကမြင်တော့ဒီခန်းကြီးလေးကကြောင်းကြောင်းနေတယ်မှာမြင်နေနည်းနည်းအစ်စ်မြင်သွားတဲ့ကြောင်းအထက်တန်းကြောင်းတက္ကသိုလ်ကြတော့ကြီးတာ ကြီးသွားပြီတက္ကသိုလ်ကြီးကျတော့ပိုကြီးသွားပြီဘာသာရပ်ပေါင်းများစွာနဲ့ပိုကြီးသွားတော့တက္ကသိုလ်ကျတော့ဒီနောက်မှာဒိုင်းကခုကြီးကြီးမားမားလေးလာတာတက္ကသိုလ်မြင့်သွားတဲ့အကြောင်းကျောင်းထဲမှာသေးတဲ့အကြောင်းအလေအလက်အကြောင်းအမြင့်အကြောင်းနည်းနည်းပိုမြင့်သွားတဲ့အကြောင်းကအထက်တန်းအကြောင်းကြီးကြီးမားမားလေးလာတင်ယူရမှာတက္ကသိုလ်မြင့်သွားတဲ့အကြောင်းကအထက်တန်းအကြောင်းပြောချင်တာအမြဲတမ်းမာနေကြပါဟိုလေဒီဗီဒီယိုဖိုင်လေးတွေဥပမာအမကတဖိုင်တင်တဖိုင်ကနေကျောင်းသားများခေါင်းထဲမှာ ဖြန့်ကျက်လို့ရအောင်အလေးကျင်လို့စာဆိုတော့အော်ဒီလိုလေးကျင့်ဒီလိုလုပ်လို့ရပါလားဆိုတဲ့ idea လေးနမူနာလေးတွေးကြည့်ပါနော်ဒါဆိုဥပမာကိုကဆီယမားလုပ်တဲ့လူကကိုတင်တဲ့ငါဆီယမားကဘလို့ပဲဖြစ်ဖြစ်ကိုက၁၀လုံးလောက်ပဲတင်ကိုက၂၀လောက်ပို့ပြီးတော့မြင်သာအောင်ပေါ့နော်မဟုတ်ရင်ဒါရေးဒါချက်ဒါရေးဒါချက်ဆိုရင်ပို့ပင်ပန်းမှာဆိုလို့ level အမြင့်ကိုဆက်သွားကြမယ်ဆိုရင် level အမြင့်မှာတွဲလုံးနေခန်းကြီးတွေရာချီထောင်ချီသွားတဲ့အခါမှာအကုန်ဘိုင်ဟက်လိုက်ကျက်လို့ရှင်နည်းနည်းပင်ပန်းနေနည်းနည်းကူနိုင်တဲ့နီလန်းလေးနဲ့ကူမှတော်ကြမှာအခုဒီမှာကြည့်ကွာ ပန်းခန်းကြီးလေးရမယ်မူရင်မီးခန်းကြီးရရင်တွဲလုံးနေကြောက်တယ်အော်ကြမလို့ပန်းနဲ့မီးနဲ့ပေါင်းမီးပန်းဒါလေးဆိုရင်အပြင်မူရင်ခန်းကြီးလေးရမယ်ထွက်တဲ့မူရင်ခန်းကြီးလေးရမယ်အပြင်နဲ့ထွက်တာနဲ့ပေါင်းတော့အပြင်ထွက်တယ်အဲ့ဒါကိုအပြင်ထွက်တယ်အပြင်ထွက်တယ်ဒီတိုင်းကြီးပဲလေပြင်းပြင်းကြီးနဲ့ထိုင်ရင်းမဲ့ဆိုနည်းနည်းတွေးကြည့်တတ်တာတော့ဘောလုံး၁၀လုံး၁၅လုံးကနေရာချစ်တတ်တာတော့လည်းမနေဘူးအခြားစာကျက်လို့ရတယ်ပန်းလေးနဲ့ကြည်တာနဲ့ပေါင်းတော့ဟာနာမီကပန်းလေးပါတွေတွားကြည်တာမျိုးဒီခန်းကြီးလေးဒီခန်းကြီးလေးကလျှက်စစ် ါလေးကစကားပြောတာရက်စစ်ပစ္စည်းတစ်ခုခုကိုအသုံးပြုပြီးတော့စကားပြောလို့ရတာအဲ့ဒါပါလေတယ်လီဖုန်းဒါအောင်နောက်ကနေပြင်ပြောင်းစဉ်းစားမယ်တယ်လီဖုန်းဆိုတာဒီဖုန်းဆိုတာကလျှက်စစ်နဲ့ပတ်သက်တဲ့ပစ္စည်းအဲ့ဒါကြောင့်ဒန်းဆိုတဲ့လျှက်စစ်ကိုကိုးစားပြုတဲ့ခန်းကြီးပါတယ်တယ်လီဖုန်းကဘာလို့ဖို့လဲစကားပြောဖို့မလို့စကားပြောတယ်ဆိုတဲ့ခန်းကြီးပါတယ်တယ်လီဖုန်းတယ်လီဖုန်းဆိုတာကလျှက်စက်နဲ့ပတ်သက်တဲ့အခုတို့တွေအားကုန်သွားရင်လျှက်စက်နဲ့အသွင်ရတာကိုတယ်လီဖုန်းဆိုတာလျှက်စက်နဲ့ပတ်သက်တဲ့ပစ္စည်းမလို့လျှက်စက်ကိုကိုးစားပြုတဲ့ခန်းကြီးပါတယ် ်ပြီးလို့ရှိရင်တယ်လီဖုန်းကဘာလို့ဖို့လဲစကားပြောဖို့ဖြစ်တဲ့အတွက်ကြောင့်စကားပြောတဲ့ခန်းကြီးပါသွားတယ်ဒီခန်းကြီးလေးပိုင်းအမြဲကိုကိုစားယူအမြဲတမ်းမိုင်းဒါလေးကနေအမြဲတမ်းနေဆိုနေတိုင်းအမြဲတမ်းနေအမြဲတမ်းနေဆိုနေတိုင်းကိုပြောတာဒီနေရာမှာလဆိုအမြဲတမ်းလဆိုလတိုင်းနှစ်ဆိုရင် အမြဲတမ်းနှစ်ဆိုနှစ်တိုင်းကိုပြောတာဒါအမြဲ every အမြဲကိုပြောတာအမြဲအမြဲတမ်းနေဆိုတော့အမြဲတမ်းနေကနေတိုင်းဖြစ်သွားတယ်ဒီမှာ ဒါလေးကတွေ့တာဒီဟာလေးကတွေ့တာဒါလေးကစကားပြောတာเจ้าသားတို့ခေါ်နေဆန်းစီရဲ့ခိုင်းဝတ်တင်မေးပေါ့ခိုင်းဝတ်တင်မေးပေါ့စကားပြောတင်မေးပေါ့စကားပြောဆိုတာကတွေ့ပြီးတော့ပြောတာတွေ့ပြီးတော့ပြောတာကိုစကားပြောတယ်လို့ခေါ်ပြီးတော့လျှက်စစ်ပစ္စည်းသုံးပြီးတော့စကားပြောလို့ရတာကတယ်လီဖုန်းတွေ့ပြီးတော့ပြောတာကစကားပြောလို့ခေါ်တယ်စကားပြောတွေတင်နေဆိုတာဒါကိုခိုင်းဝါတွေတင်နေဆိုတာဒါလျှက်စစ်ပစ္စည်းသုံးပြီးတော့စကားပြောတယ်ဆိုတာကတယ်လီဖုန်း ဒါလေးကမခတ်ဘူးဒါပေမဲ့ခန်းကြီးလေးတင်ပေးခြင်းလို့ထည့်လိုက်တာခုနှစ်ခန်းကြီးလေးတင်ပေးခြင်းလို့ခုနှစ်နဲ့နေနဲ့ပိုင်းခုနှစ်ရဲ့နေဒီနေရာမှာကျောင်းသားများမူရင်းနဲ့တင်းနဲ့၃လေး၅၆ရမယ်ဆိုရင်တင်းနဲ့နေနဲ့ပေါင်း၁ရက်နေ၂နဲ့နေနဲ့ပေါင်း၂ရက်နေ၃နဲ့၄၃နဲ့နေနဲ့ပေါင်း၃ရက်နေ၃နဲ့လနဲ့ပေါင်း၃လပိုင်း၃နဲ့နိုင်နဲ့ပေါင်း၃နိုင်ပွားလို့ရတယ် ဆယ်ကနန်းဆယ်ကူကလေအဲ့ဒီမူရင်းဆယ်ကူရလို့ရှင်အကုန်ပွားလို့ရဒီတိုင်းပဲလိုက်ပြီးတော့ဟိုဒီတိုင်းအတိအကြိမ်စာအုပ်ကြီးတိုင်းပဲမလုပ်နဲ့ပင်မန်းမှာဆိုလိုပါဒီတက်ဒီတက်ဂျပန်သာလောကမှာနေမယ်စာချက်မယ်ဆိုရင်အများကြီးလာအောင်မလို့စိတ်ညစ်ရောပြောတာမဟုတ်ဘူးအများကြီးလာလေကို့မှာကြက်တက်တဲ့နေလိုက်ရှင်တတ်တာမေးပေါ့နော်အဲ့တော့အမကဒီမှာနမူနာတစ်ခုပြတယ်ခုနှစ်ခုနှစ်နဲ့နေနဲ့ပေါင်းတော့ခုနှစ်ရက်နေပေါ့ဒီနေရာမှာတစ်ကနေ30နဲ့နေနဲ့ပေါင်း1ရက်နေ2ရက်နေ3ရက်နေ4ရက်နေ6ရက်နေ9ရက်နေဒါတွေပဲဖြစ်မှာလေ ဒီခက်တာခုနှစ်ခုနှစ်နဲ့နေနဲ့ပေါင်းတော့ခုနှစ်ရက်နေဒါလေးက၈ဒီကန်းကြီးလေးကရာ၁၀၀၂၀၀ကိုပြောတဲ့ဟာ၈နဲ့ရာနဲ့ပေါင်းတော့၈၀၀ဒီမှာလဲထုံလေး၎င်းပဲ၁နဲ့တာပေါင်းရင်၁၀၀၂နဲ့ပေါင်းရင်၂၀၀၃၀၀၄၀၀၅၀၀၆၀၀ခုနှစ်အောက်ကမှ၁နဲ့မပေါင်းတလုံးနဲ့ဆိုသူ့ဘာသူ၁၀၀နှစ်နဲ့ပေါင်းရင်200 3နဲ့ပေါင်းရင်300 4နဲ့ပေါင်းရင်400 5နဲ့ပေါင်းရင်900 6နဲ့ပေါင်းရင်600အဲ့တော့အမတခွန်းနဲ့ကွက်ရှင်းလိုက်ရင်10ခုကျွမ်းမများတွဲလုံးမြင်တတ်ရမယ် အဲဆရာမကလည်းမူရင်းတွေမှာမမှန်မိတာမူရင်းဖိုင်တွေမှာတင်ပေးထားတယ်လင့်လေးတွေလည်းစုပေးထားတယ်ဒါပေမဲ့မူရင်းတွေအစာဆုံးပြင်မပြောဒါအခုတင်တာတွဲလုံးခေါင်းစဉ်ကိုတွေကတွဲလုံးတွဲလုံးဆိုတော့ညာလေတွဲလုံးမှာပါတယ်မူရင်းတွေလည်းကျုံရင်ကျုံသလိုအကုန်ပြန်ရှင်းကျုံရင်ကျုံသလိုမဟုတ်အကုန်လုံးပြန်ရှင်းပေးနေပါလာလိမ့်မယ်ပေါ့နော်ဒီဟာကအမေခန်းကြီးအမေဒါကနိုင်ငံ အမိနိုင်ငံဆိုလိုတာကနိုင်ငံခြားကဂျပန်ကိုရီးယားဆိုဂျပန်ကနိုင်ငံခြားမြန်မာနိုင်ငံအမိနိုင်ငံကိုယ့်ရဲ့အမိနိုင်ငံကိုလက်ရှိနေတဲ့နိုင်ငံအမိနိုင်ငံအမေနေတဲ့နိုင်ငံကိုယ့်ရဲ့အမိအမေနိုင်ငံကိုပြောတာမဟုတ်ဘူးနော်ကိုယ့်ရဲ့ကိုယ့်အမေလိုမျိုးဖြစ်နေတဲ့နိုင်ငံဆိုလိုတာဟိုကကတော့အမေကျော်ကြီးော်လန်ဥမာဘုံနိုင်ငံခြားဆိုလို့ရှင်ဥမာဒါအမေကိုယ့်ရဲ့အမေကိုယ့်ရဲ့အမေနိုင်ငံတော်ကြီးကအမိနိုင်ငံတော်ကြီးပေါ့မိနိုင်ငံတော်ကြီးပေါ့ကြည့်ဒါဆိုလို့ရှင်ဒါကတွဲလုံးကိုရှင်းတာဆိုရင်ဒီတွဲလုံးကအခုတစ်ခေါက်ပြန်ပြောပြအောင်မယ်မာကြီးနော် ပန်းနဲ့မီးနဲ့ပေါင်းပြောင်းပြန်လဲမီးပန်းမြင့်နဲ့ကြောင်းကအထက်တန်းကြောင်းအပြင်နဲ့ထွက်တာနဲ့ပေါင်းတော့အပြင်သွားတယ်ပန်းနဲ့ကြည့်တာနဲ့ပေါင်းပန်းသွားကြည့်တယ်ပန်းကြည့်တယ်လက်စစ်ပစ္စည်းသုံးပြီးတော့စကားပြောတာကတယ်လီဖုန်းတွေ့ပြီးတော့စကားပြောတာစကားပြောအမြဲနဲ့နေနေပေါင်းအမြဲနေမဟုတ်ဘူးနေတိုင်းခုနှစ်နဲ့နေနေပေါင်းခုနှစ်ရက်နေ့ရှစ်နဲ့ရာနဲ့ပေါင်း၈00အမိအမေနဲ့အမေရှိတဲ့နိုင်ငံအမေနိုင်ငံတော်မျိုးကြီးကိုယ့်ရဲ့အကိုအတွက်အမေနိုင်ငံတော်မျိုးအမိနိုင်ငံတော်ကြီးအမိတိုင်းမျိုးပြောတာနော် တက်နိုင်တဲ့များတော့တရှိအရှိကဟာဒီနဲ့မတူအောင်တော့စစ်ထားတယ်ပေါ့နော်အရှိရရင်လည်းမတူအောင်တော့စစ်ထားပါတယ်ကဲဒါဆိုလို့ဒါပေမဲ့တင်ပြီးသားမူရင်းလေးတွေပိုင်းတော့ပြန်ပြောတော့ဒီမှာလဲတင်မင်းနေနေပါတော့မတင်ရသေးတဲ့ဟာလေးကြည့်မယ်ဟာနာကိုမတင်ရသေးဘူးပန်းဆိုတဲ့ခန်းကြီးလေးကိုမတင်ရသေးဘူးဒီဘက်မှာရေးပြမယ်ပန်းဒီအစိအပိုင်းလေးတော့မှတ်ပြီးဂျပန်သားမှာဒီအစိအပိုင်းလေးရမျက်ခင်းကိုကိုစားပြုတယ်ဒီအစိအပိုင်းလေးတော့မှတ်ပြီးမျက်ခင်းမျက်ခင်းကိုကိုစားပြုတဲ့အစိအပိုင်းမျက်ခင်းဒါလေးတော့မှတ်ပြီး ဒီမှာကြည့်မယ်ဒါလေးကိုကြတော့လူလူဒီအမြဲတမ်းဒီအစိပ်ပိုင်းလေးလူကိုကိုစားပြုတယ်လူခန်းကြီးလေလူခန်းကြီးလေလူခန်းကြီးကိုထောင်သွားတဲ့ပုံစံမျိုးလေးဒီလိုမျိုးလေးဒီလူခန်းကြီးကနေဒီဟာလေးကနေဒီလိုလေးဖြစ်သွားတဲ့ပုံစံမျိုးလေးဒါလူကိုကိုစားပြုတယ်ဒီဘက်ချမ်းလေးကိုကြတော့ထိုင်နေတဲ့ပုံလေးမြင်ကြည့်ထိုင်နေတဲ့ပုံဒီမှာလေထိုင်နေတဲ့ပုံလေးမြင်ကြည့်ထိုင်နေတဲ့ပုံလေးမြင်ကြည့်အဲ့တော့ဒါကမြက်ခင်းမြက်ခင်းမြင်ပေါ်မှာ ညခင်းမြင်ပေါ်မှာလူလေးတွေကလူလေးတွေကထိုင်ပြီးတော့ပန်းလေးတွေကောက်နေတယ်ပန်းဟာနာခေပန်းတို့ဘာလို့ဥပမာညခင်းမြင်ပေါ်မှာညခင်းမြင်ပေါ်မှာလူလေးတွေကထိုင်ပြီးတော့ပန်းလေးတွေကောက်နေဒါလေးကဟာနာပန်းကိုကိုးစားပြူတယ်ပန်းဒါဆိုမီးကိုနှိပ်ပေးမယ်မီးအဆက်နှစ်ဆက်ပါတယ်အဆက်နှစ်ဆက်အဆက်နှစ်ဆက်ရဲ့လူရဲ့ဒီအလေကခင်ရဲ့လူအဆက်နှစ်ဆက်ကိုမျက်ရည်လို့မြင်ကြည့် လူတွေဒါလူတွေမဲလိုက်လူတွေမြေကြီးကြားတဲ့အချက်တည်းမှာပြုံပြုံဖြစ်နေပြန်လူတွေမြေကြီးကြားဒီမှာလူခန်းကြီးမလို့ဒီအဆက်နှဆက်နဲ့လူဆိုတော့လူတွေငိုရတဲ့အကြောင်းရင်းထဲမှာမီးကြောင်လဲပါဘသူမှမီးလောင်ဟဲငါအိမ်မီးလောင်သွားပြီဆိုမပြောဘူးလူတွေမြေကြီးအဆက်နှဆက်ကိုမြေကြီးလို့ပြောလိုက်တာပေါ့နော်မြေကြီးကြားတဲ့ပုံစံလေးပေါ့လူတွေမြေကြီးကြားတဲ့အကြောင်းရင်းထဲမှာမီးပေးကြောင်လဲပါတယ်အဲ့တော့ပန်းနဲ့မီးနဲ့ပေါ့နော်မီးပန်းပန်းနဲ့မီးနဲ့ပေါ့နော်မီးပန်း ဒါဆိုဒီမှာကြည့်ပန်းဒါကြည့်တယ်ခန်းကြီးကြည့်တယ်မီမတ်ခန်းကြီးမှတင်ပြီးသွားပြီထင်တယ်မှတ်မိတဲ့လောက်ကတော့တင်ထားပြီးပြီလို့ထင်တယ်ထင်တော့ညာလည်းမတွေ့ဘူးအတွေ့ပြီဒီမှာထိတ်ဆုံးပါပဲဗီဒီယို2မှာဒီမှာကြည့်ရလေမျက်လုံးနဲ့ခြေထောက်ကိုကြည့်တယ်ဒီမှာကြည့်မျက်စိနဲ့ခြေထောက်ကိုကြည့်တယ်မျက်လုံးနဲ့ခြေထောက်ကိုကြည့်တယ်ပန်းနဲ့ကြည့်တာနဲ့ပေါင်းတော့ပန်းသွားကြည့်တယ်ဖြစ်သွားတယ်နောက်တစ်ခုဒီကန်းကြည့်ဒီမှာကြည့်မယ်နော်အပြင်ထွက်တာ အပြင်ခန်းကြီးအပြင်ခန်းကြီးတောင်းတော့ညင်းမှာဆိုတော့ကိုယ့်ဘာနဲ့ကိုဥအောင်ညင်းပေးထားတာအပြင်ခန်းကြီးကိုတင်ပြီလားမတင်ပြီလားပြမယ်အပြင်ခန်းကြီးပညာဒါန day 1ရဲ့ဒီမှာအပြင်ဒီမှာအပြင်ခဏခဏတာနေတော့စိတ်တူပြီးတော့အပြင်ထွက်သွားတယ်အားနေတမီးတမီးဆစီဆစီခဏခဏတာနေကိုယ်ပဲတာပြီးခိုင်းနေတော့တူလေးနဲ့တူတယ်ခတာခဏတူလေးနဲ့တူတယ်စိတ်တူပြီးတော့အပြင်ထွက်သွားတယ်ဒါကအပြင်ဒါကအပြင်ထွက်တဲ့ခန်းကြီးတင်ပြီလားဒီမှာကြီးထွက်တယ်ဒီမှာကြီးထွက်တယ် အခုပူရဲရသည်ဆိုရင်တောင်ပေါ်တွေတောင်ပေါ်တွေကိုခီးထွက်တယ်တောင်နေတောင်နေပေါ်ခီးထွက်တယ်တောင်နေပေါ်ယာမတောင်နေပေါ်ခီးထွက်တယ်အပြင်နဲ့ထွက်တာနဲ့ပေါင်းတော့အပြင်ထွက်တယ်အပြင်သွားတယ်ဒီမှာကြည့်နော်ပန်းရဲ့မီးရဲ့ပေါင်းတော့မီးပန်းပန်းနဲ့ကြည့်တာနဲ့ပေါင်းတော့ပန်းသွားကြည့်တယ်အပြင်နဲ့ထွက်တာနဲ့ပေါင်းတော့အပြင်ထွက်တယ်နောက်တစ်ခုဒီကန်းကြီးမြင့်တာနဲ့ကြောင်းမြင့်တဲ့ကြောင်းကအထက်တန်းကြောင်းမြင့်တာကိုကြည့်အောင်မယ်မြင့်တာတင်ထားလိုက်မှာစစ်ပေးမယ်ကြောင်းကတော့တင်ပြီးပြီဒီမှာကြောင်း ចောင်းဒီမှာចောင်းကကြတော့ចောင်းကတက်သားနဲ့ဆောက်တယ်ဘယ်သူကဆောက်ပြီးလေအဖေကဆောက်ပြီးတယ်လေចောင်းမကြည့်ပါမပြပါနဲ့မြင်းနဲ့ကန်ကြီးတင်ထားပြီးပြီလားဟိုတင်ပြီးចောင်းလေးပြခြင်းတယ်ចောင်းကတော့ပါတယ်ចောင်းကတော့ပါတယ်တကယ်ထားပါတော့ကဲမတိမပါမတွေ့မိဘူးမြင်းနာလေးနှွေးပြီးမယ်မြင်းနာမြင်းနာဒီမှာကြည့်ခန်းကြီးပုံစံလေးကခန်းကြီးပုံစံလေးမတင်ခင် အပြင်လောကပုံလေးတစ်ပုံကြည့်ကြည့်လိုက်အပြင်လောကဒီပုံလေးဆိုရင်နှစ်ထပ်အိမ်လေးနဲ့တူတယ်လို့မြင်ကြည့်လိုက်နှစ်ထပ်အိမ်နှစ်ထပ်အိမ်လေးနဲ့တူတယ်နှစ်ထပ်အိမ်ဆိုတာတော့ဘလို့ဖြစ်ဖြစ်တစ်ထပ်အိမ်တည်းဆိုင်ရင်တော့မြင်တာပဲခန်းကြီးပုံစံလေးကမသိရင်နှစ်ထပ်တိုင်းအိမ်လေးနဲ့တူတယ်ကြည့်ကြည့်လိုက်နော်ဒီမှကြည့်ဒါလေးနဲ့တူတယ်အဲ့တော့နှစ်ထပ်တိုင်းအိမ်လေးနဲ့တူတဲ့ခန်းကြီးကိုမြင်နှစ်ထပ်အိမ်ကတော့ဘလို့နည်းနဲ့ဖြစ်ဖြစ်မြင်တယ်ဒါမြင်တယ်ကျောင်းကျောင်းက တသားနဲ့ဆောက်တယ်။ကျောင်းဆောင်ကတော့အမိုးကထဲရတယ်။ဘသူဆောက်ပေးလဲချစ်ချစ်အဖေကဆောက်ပေးတာချစ်ချစ်ခန်းကြီးအဖေ။ဆက်စီအဖေခန်းကြီးမမှတ်မိဘူး။ Okay ရတယ်။အပေါ်ကဟာပုံစံလေး။ပါဇက်ဟားလိုက်တာနဲ့အမားပြောမှန်းသိရင်အမားပြောမှန်းတန်းသိတာအဖေ။ပါဇက်ဟားလိုက်တာနဲ့တခုခု အမားပြောမှန်းတန်းသိတာက အဖေ။ပါဇက်ဟားလိုက်တာနဲ့အမားတခုခုလှုပ်ထိုင်းရင်တန်းသိတာအဖေ။ကျောင်းကိုဘာနဲ့ဆောက်လဲတက်သားနဲ့ဆောက်မယ်တစ်ပင်တက်သားနဲ့ဆောက်မယ်တစ်ပင် ចောင်းសုံមកတော့អមោកាលីတော့ថេះလိုက်បធូអាសោកលេអភីអាសោកលេដាណថាត់តៃអេនេឌូរ៉ាមៀនណាមៀនណែចောင်းកអថាត់តាន់ចောင်းលុម៉ាត់လိုက်មៀនណាណែចောင်းណែប៉ောင်းយមៀនណែចောင်းកអថាត់តាន់ចောင်းលេគូពីទွားពីណៅតគូដានវ៉ាសកាយោរ៉ាញិះសិកខាន់ជីញិះសិកខាន់ជីរអមប៉ាពីពីលុធិនណែឌីម៉ាជីណូញិះសិកខាន់ជីដានវីដេអូ2មកញិះសិក ဘလို့တင်ခဲ့လဲမိုးရီတဲ့မိုးရွာနေတဲ့အချိန်လေခွန်းနဲ့သွားရင်လှစ်စစ်နဲ့ပတ်သက်တဲ့ပစ္စည်းတွေကိုတတိထားတာလှစ်စစ်ကန်းကြီးကတင်ပြီးပြီလှစ်စစ်ကန်းကြီးကတင်ပြီးပြီခေတ္တဆိုဒီမှာကြည့်မယ်စကားပြောတာစကားပြောဒီကန်းကြီးကဟာနာရှိမတ်ကလာတဲ့စကားပြောတာတယ်လီဖုန်းဆိုတာကလှစ်စစ်နဲ့ပတ်သက်တဲ့ပစ္စည်းတယ်လီဖုန်းဆိုတာလှစ်စစ်နဲ့ပတ်သက်တဲ့ပစ္စည်းမလို့လှစ်စစ်ကန်းကြီးထဲမှာလျက်စစ်ကန်းကြီးအပေါ်ကမိုးမိုးရွာတဲ့အချိန်ဒါလေးကလေခွင်းလေတဲကိုသွားလို့ရှိရင် ဒန်းဆိုတဲ့လှည့်စင်းတဲ့ပတ်သက်တဲ့ပစ္စည်းကိုတတိထားရတယ်။ဒန်းဝဆိုတဲ့တယ်လီဖုန်းရဲ့ဒန်းကဒါ။တယ်လီဖုန်းဆိုတာစကားပြောဖို့စကားပြောတယ်ဆိုတော့ဒီရှိရအစိပ်ပိုင်းနဲ့ EEMS ပြောတာ။ဒီကန်းကြီးလေးကပြောတာစကားပြောတာဟာပြပြမယ်နော်။စကားပြောတာနှမျိုးတင်ပေးမယ်။ EEMS EEMS ကကြတော့တယောက်ကပြောပြီးတော့ကျန်တဲ့လူကနားထောင်တာ။ဟာနာရှိမတ်စကားပြောတာကြတော့ နှစ်ယောက်နှစ်ဦးနှစ်ဖက်နှစ်ဦးနှစ်ဖက်ပြောနေတဲ့ပုံစံဥမာပြောရင်ဟဲ့ဟိုနှစ်ယောက်စကားများနေနေနော်အဲ့ဒါဟာနာရှိမက်စ်ဆန်းစရာပြောခဲ့တယ်ဘာလို့ထားတယောက်တည်းကပြောသွားတာဆိုအဲ့ဒါအီအီမက်စ်အခုတင်မဲ့စကားဟာနာရှိမက်စ်ကန်ကြီးတယ်လီဖုန်းဆိုတာနှစ်ဦးနှစ်ဖက်ပြောတာမလို့ဟာနာရှိမက်စ်ရဲ့ပြောတာကိုယူမယ်ဘလို့ပဲဖြစ်ဖြစ်စကားပြောတယ်ဆိုအရှိချင်းကပြောတဲ့စိတ်ပိုင်းလေးပါတယ်ပြောတယ်လူနှစ်ယောက်စကားပြောရင်လေအခွန်ပေါင်းထောင်ချီပြောတာတထောင်ခန်းကြီးလေး ရာထောင်တောင်းရဲ့တထောင်ခန်းကြီးစမ်းဟျာခုစမ်းစမ်းဆိုတဲ့တထောင်ခန်းကြီးစမ်းစီရေတထောင်ခန်းကြီးလေးတမီးတို့ဝမ်းမက်မိလို့ပါရတယ်ရှင်းပြမယ်ခါတာခဏတော့တိလောက်မယ်ချိခါတာခဏအစင်းကြီးဆင်းလိုက်မယ်ချိချိနဲ့နေအောင်လုံးမှာတနည်းကိုထောင်ကနန်းလောက်ပဲရတာချိခန်းကြီးလေးနဲ့တူတာကတထောင်တနည်းတနည်းချိနဲ့နေအောင်အလုံးလုံးမှာချိလေးနဲ့တူတယ်ချိနဲ့နေအောင်အလုံးလုံးမှာပတ်စံလေး ထောင်ကနန်းလောက်ရတယ်အဲ့တော့ဒါတထောင်အခုတင်မဲ့ခင်ညာစကားပြောတဲ့ဟာနာရှိမဆိုကနှစ်ဦးနှစ်ဖက်ပြောတာမလို့ပါဇက်နှစ်ပေါက်ထည့်လိုက်ပင်ပြောရင်ဒီခန်းကြီးလေးပဲအရင်နှွေးပေးမယ်ဟာနာရှိမဟာနာရှိမဒီအခုတင်မဲ့စကားပြောတာကနှစ်ဦးနှစ်ဖက်ပြောတာစကားပြောတာမလို့ပြောတယ်ဆိုတဲ့ခန်းကြီးလေးကိုထည့်လိုက်နှစ်ဦးနှစ်ဖက်စကားပြောရင်အခွန်ပေါင်းထောင်ချီပြောတာမလို့တထောင်ဆိုတဲ့ခန်းကြီးထည့်လိုက်။စကားကနှစ်ဦးနှစ်ဖက်ပြောတာမလို့ပါဇက်နှစ်ပေါက်ထည့်လိုက်။ <laughs> မျက်စင်းနဲ့ပတ်သက်တဲ့ပစ္စည်းကိုသုံးပြီးတော့စကားပြောလို့ရတာအဲ့ဒါဘာလဲဆိုရင်ဒန်ဝါတယ်လီဖုန်း तू ကတချမ်းနဲ့ဆိုအီအီမက်စခန်ကြီးစကားပြောတာတယောက်တည်းပြောတာမလို့ပါဇက်တပေါက်တည်းဖြစ်တယ်အခုကဟာနာရှိမှစကားပြောတဲ့ခန်းကြီးကနှစ်ဦးနှစ်ဖက်ပြောတာမလို့အီအီမက်စတချမ်းထည့်ပြီးတဲ့အပြင်နှစ်ယောက်သားပြောပြီဆိုရင်အခွန်းတထောင်လောက်ပြောတာမလို့တထောင်ခန်းကြီးပါဇက်နှစ်ပေါက်ကပြောတာမလို့တော့ပါဇက်တပေါက်ထည့်လိုက်တယ်လျှက်စင်းနဲ့ပတ်သက်တဲ့ပစ္စည်းသုံးပြီးတော့စကားပြောတာအဲ့ဒါဒန်ဝါတယ်လီဖုန်းဒန်ဝါတယ်လီဖုန်း ဒါရရန်ဒါကိုစင်းမယ်ခိုင်းဝစကပြော စကပြောကြတော့တွေ့ပြီးတော့ပြောတာတွေ့ရခန်းကြီးအမိုးအောင်မှာနှစ်ယောက်သားမှုမရတော့ရှောင်းလို့မှုလို့မရတော့ရင်တွေ့ကြပြီတွေ့ပြီးတော့စကားပြောတာကစကပြော တွေ့ပြီးတော့စကားပြောတာကစကပြောအမိုးအောင်မှာနှစ်ယောက်သားမှုမရတော့ရင် တွေ့ပြီ တွေ့ပြီးတော့ပြောတာတွေ့ပြီးတော့စကားပြောတာကို စကပြော လက်ဆက်နဲ့ပတ်သက်တဲ့ပစ္စည်းသုံးပြီးတော့စကားပြောတာတယ်လီဖုန်းတွေ့ပြီးတော့စကားပြောတာကစကားပြောနောက်တစ်ခုဒီခန်းကြီးအမိတိုင်းကြီးဆိုတာလေးရှင်းပြမယ်ဒါအမေခန်းကြီးခန်းကြီးပုံစံကရုတ်တရက်ကြီးဓမ္မနဲ့တူတယ်ဓမ္မဟင်းရှက်တဲ့ဓမ္မကတ်တွန်းကားရီထဲမှာဆိုဓမ္မကိုအယောင်လက်နေတဲ့ပုံစံလေးဒီလိုမျိုးဟင်းရှက်တဲ့ဓမ္မဓမ္မကင်ပြီးတော့ဟင်းချက်တာအမေပဲအဲ့ဒါဒါအမေခန်းကြီးဟဟဟ ဓမ္မနဲ့တူတယ်ဟင်းချက်ဓမ္မနဲ့တူတယ်ဓမ္မကင်ပြီးတော့ဟင်းချက်တာအမေအမေရှိတဲ့နိုင်ငံအမိတိုင်းပြီအမေမရှိတဲ့နိုင်ငံကနိုင်ငံသားဆိုအမေရှိတဲ့နိုင်ငံကအမိတိုင်းပြီဒါနိုင်ငံခန်းစီတော့ပါပြီးသွားပြီအမိတိုင်းပြီဟုတ်ပြီနော်နောက်တစ်ခုဒါကိုပြပြမယ်ဒီခန်းကြီးကအမြဲအမြဲဒါလေးကအမိုးထဲလိုက်တယ်အမိုးအောက်ကလာတဲ့ခန်းကြီးပုံစံကရုတ်တရက်ကြည့်အမေခန်းကြီးနဲ့ဆင်တယ် ဒါကအမေခန်းကြီးဒါကကြတော့အမိုးအောင်မှာ အမေခန်းကြီးနဲ့တူလို့အမေလို့ပဲမှတ်ပေးမယ်အိမ်အမိုးအောင်မှာအမေက အမြဲရှိတယ်ဒီခန်းကြီးပိုင်းအမြဲအိမ်ဆိုတဲ့အမိုးအောင်မှာဒီအမိုးလေးအောင်မှာအမေနဲ့တူတဲ့ခန်းကြီးလေးမျိုးအမေကအမိုးအောင်မှာအမေကအမြဲရှိတယ်အမြဲနဲ့နေနဲ့ပေါင်းအမြဲနေတော့မဟုတ်နေတိုင်းအမြဲနဲ့နေနဲ့ပေါင်းအမြဲနေတော့မဟုတ်တော့ဘူးနေတိုင်းဒါဆိုဒီနှစ်ခုနှွေးပေးမယ်ခုနှစ် ဒါတို့တွေရေးတဲ့ခုနှစ်ခုနှစ်ပြောင်းမြန်လေးနဲ့တူရင်ခန်းကြီးပုံစံကခုနှစ်ပြောင်းမြန်လေးနဲ့တူရင်ခုနှစ်ပြောင်းမြန်လေးနဲ့တူရင်ခုနှစ်ခုနှစ်နဲ့နေနဲ့ပေါင်းတော့ခုနှစ်ရက်နေ့ခန်းကြီးပုံစံလေးကခုနှစ်ပြောင်းမြန်လေးနဲ့တူတယ်ခုနှစ်ပြောင်းမြန်လေးနဲ့တူရင်ခုနှစ်ခုနှစ်နဲ့နေနဲ့ပေါင်းခုနှစ်ရက်နေ့ရှိရရှိဟာဟာလေးနဲ့တူတယ်ဟာလေးနဲ့တူရင်ဟာချိဟာခတာခနာဟာနဲ့တူတယ် ဟလေးနဲ့တူတာဟချီဟလေးနဲ့တူလို့ဟချီယာရှစ်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 ယာယာခန်းကြီးကုနာတင်လိုက်တာထောင်ခန်းကြီးအမိလားချီနေနေအောင်လုပ်ရင်တထောင်ချီနေနေအောင်လုပ်မှထောင်ကနန်းအခုတင်မှာယာကနန်းခန်းကြီးဒီမှာကြည့်မယ်အရင်ဆုံးဒါကိုနှွေးပေးမယ် ီမှာကွာဒီခန်းကြီးကနေ နေတို့နေတို့ဂျပန်သားမှာအဖြူရောင်ဆိုတာရှိတယ်ရှီတို့ဤအဖြူရောင်ဆိုတာဘလို့အရောင်လဲဆိုတော့အဆက်တစ်ဆက်ကစားတိတာဒီမှာကြီးအဆက်တစ်ဆက်ကစားအဆက်တစ်ဆက်ကစားတိတာပြီးတော့နေလိုလင်းတဲ့အရောင်ကအဖြူရောင်ဒါလေးကနေနော်ဒီခန်းကြီးကမလို့ထည့်ပြောတာဘာလို့အခုတင်မှာယာကနန်းအတင်သူပါတော့မှမလို့ထည့်ပြောတာတဆင့်ခံလိုက်တာဒါကိုចောင်းသားတိုင်းတိတယ်နေအဆက်တစ်ဆက်ကစားတိတာပြီးတော့ နေလိုလင်းတဲ့အရာကအဖြူရောင်ဒါအဖြူရောင်အခုတင်မှာပတ်စံရာဆိုတဲ့ပတ်စံခန်းကြီးတနေ့တနေ့ဖြူဖြူသင်းသင်းရှာရင်ရာကနန်းမရတယ်တနေ့တနေ့တတနေ့တနေ့ရှီတို့ရအဖြူရောင်ဖြူဖြူသင်းသင်းရှာရင်ဟိယာခုရာကနန်းမရတယ်ချီနဲ့နေအောင်အလုံးလုံးရင်ချီလေးနဲ့စင်ချီနဲ့နေအောင်လုံးလုံးမထောင်ကနန်းရတယ်တနေ့တနေ့ ရှီရိုးကြီးခန်းကြီးလာတော့ဖြူဖြူဆင်းဆင်းရှာရင်ယာကနန်းချိနဲ့နေအောင်လှုပ်လှုပ်မှထောင်ကနန်း၈ရက်ယာနဲ့ပေါင်းတော့၈ရာဟပ်ပြခုဖြစ်သွားပြီမြင်နော်ဒါလေးကတော့၄ဖိုင်ယောက်ပါ